Hello အားလုံးမင်္ဂလာပါဇန်ဒီနေပြီးခဲ့တဲ့ရက်ပိုင်းတွေတော့အရန်ကို hot ဖြစ်သွားတယ်ဝိချနီတစ်ခုဖြစ်တယ်ဆီယမားကမျက်မှွန်သားရဲ့ဒီလက်ကောက်ဝတ်မှာ87316ဆိုတဲ့ဂဏန်းလေးကို ရေးယုံနေဝိကြရဲဆိုတဲ့သတင်းလေးပေါ့နော်အရန်ကို hot ဖြစ်သွားတယ်ဆီယမားကပြီးခဲ့တဲ့ August လတွေကဒီသူ့ page မှာအဲဒီလိုမျိုးဝိကြတဲ့ဒီနီလန်းလေးကို တင်ထားတာပေါ့နော်ကိုလည်းတွေးမိရင်းတဲ့တိတ်တိတ်လေးလိုက်လို့ကျမမျက်မှွန်သားရဲ့ silent follower တယောက်ပေါ့နော်ဆ iam မအဲ့မျက်မှွန်သား page မှာလေတော်တော်လေးကိုစိတ်ဝင်စားစရာကောင်းတယ်အဲ့လို ritual နည်းလေးတွေအများကြီးပဲဇန်နုလိုမျိုးစူးစမ်းကျင်တဲ့သူတွေအတွက်ကတော့အတော်ပဲဒီလားအဲစိတ်ဝင်စားရဆိုလို့ရှိရင်ဆ iam မမျက်မှွန်သားဒီ post အောက်မှာ link လေးချပေးထားမယ်ဆီယမ်မရဲ့ page မှာသွားပြီးတော့လေ့လာကြည့်ပေါ့နော်အရင်စိတ်ဝင်စားစရာကောင်းတဲ့ regional နီးလေးတွေအများကြီးပဲဇာတ်ရအရင်စိတ်ဝင်စားရတယ်အဲ့တော့တချို့နီးလေးတွေ live လောက်ကြည့်ရပေါ့နော်တချို့နီးလေးတွေလည်းအဆင်ပြေတယ်တော်တော်လေးကိုအဆင်ပြေတဲ့နီးတွေလည်းတွေ့တယ်တော်တော်လေးကိုကြောက်စရာကောင်းလောက်အောင်ကိုတိတာတဲ့နီးတွေလည်းဇန်တွေ့ခဲ့တယ်အဲ့တော့စိတ်ဝင်စားရင် live လောက်ကြည့်ပေါ့နော်ပြပုံသားရဲ့ဝိချန်နီလီကတော့ဘေဘက်လက်ကဝက်မှာ87316ပြီးလို့ရှိရင်ဘေဘက်ခြေဘွားအောက်ပါလေကိုကြကျင်တဲ့ uh, weight ကဏန်းကိုရေးရမယ်ပေါ့နော်။ဘယ်လိုမျိုးစပြီးခန်းစားရလဲဆိုတော့တကယ်လဲအစားစားခြင်းစိတ်ကိုညှော့နေလာတယ်။ဒါပေမဲ့လုံးဝကြီးမစားရတာမဟုတ်ဘူး။ဗိုက်ဆိုင်ရင်တော့စားရတာပေါ့နော်။စားနေသွားတဲ့အတွက်ကြောင့်မို့လို့အခဏကောကအားနေလာတာတို့အဲ့လိုမျိုးတော့မခံစားရပါဘူး။နော်ပုံမှန်အတိုင်းပဲပေါ့။ trade do သိမ့်မခံစားရဘူး။အမ်အဓိကတော့တကယ်ပါ။အဲ့အစားစားခြင်းစိတ်ကိုညှော့နေလာတယ်။ ဒါပေမဲ့ဟိုလိုမျိုးပေါ့နော်ဟိုဆေးတွေတောက်ပိန်ဆေးတွေတချို့တွေတောက်တလို့မျိုးပေါ့နော်အရင်လုံးဝမစားကျင်တော့ဘဲနဲ့အဲ့လိုပိန်ချုံအသားရင်မွဲချောက်ပြီးတော့မှဖြစ်တာမဟုတ်လေကိုကဆေးတောက်တာမဟုတ်တဲ့အတွက်ကြောင့်မို့အဲရိုးရာနီးလေးနဲ့အဲလိုက်လုပ်ကြည့်တဲ့အခါကျတော့ဟိုဆွဆွပြပြလေးနဲ့ပဲနည်းနည်းလေးကိုရစ်စစ်သွားတယ်ပေါ့ဒါပေမဲ့လည်းဇန်ကဒီလာပိုင်းနေမှာလဲဟိုလေးချိန်ခန်းလေးကြီး ုံမှန်လေးလှုပ်ပေးပြနေရလဲပါမယ်ပေါ့နော်။မဲတိတတာကတော့တကယ်လဲအစားစားချင်းစိတ်ကိုယောနေစီတယ်။ဇန်ကမနဲ့အိယာမနဲ့အိယာထပြီးတော့7နာရီလောက်ကြမှာ fasting လုပ်တဲ့ပုံစံမျိုးပေါ့နော်။7နာရီဝင်းကျင်လောက်မှာမနဲ့စာစားပြစ်တယ်။အဲ့တော့မနဲ့စာစားပြစ်တယ်။မနဲ့စာအဝစားလိုက်တယ်။ပြီးတော့တနေ့ကုန်อืมยีหลอกเป้ปอเนาะอลูซาตอกတယ်ပြီးတော့အလုတ်သွားရင်လည်းအလုတ်သွားပေါ့เนาะမသွားဘူးဆိုလို့ရှိရင်အိမ်မှာရှိရဆိုလို့ရှိရင်လည်းအဲဒီတိုင်းလေးပဲပေါ့မနှက်စာလို့အဝစားလိုက်တယ်ပြီးတော့ညနေစာကို 6နာရီလောက်ကြမှာအဲတစ်ချိန်ထက်စားတယ်။ဒါပေမဲ့ဒီဟိုနေခင်းချိန်မှာလေလုံးဝအောင်မစားဘူး။လုံးဝအောင်မစားဘူးအဲ့လိုမျိုး။ဒါပေမဲ့အလုံးသွားနေတဲ့နေ့မျိုးဆိုရင်တော့အရန်စားတာပေါ့နော်။အလုတ်ကအလုတ်ပင်မနဲ့ခါကြရင်တော့လမ်းလျှောက်နေရတယ်ဟိုသွားဒီသွားဆိုရင်တော့ဘိုက်စားတာပေါ့။ဒါပေမဲ့ဒီလိုမျိုးအိမ်မှာပဲတတတတာနဲ့ပုံမှန်လေးပေါ့ပပပေါ့နော်ကွန်ပျူတာလေးအရှိမှာပဲအလုတ်ထိုင်လို့ရတဲ့သူတွေအတွက်ဆိုလို့ရှိရင်လေဒီနည်းလမ်းလေးကအဆင်ပြေနိုင်တယ်။အဲဘာဖြစ်လို့လဲဆိုတော့ ိတ်ပြီးတော့တစွတ်စွတ်မစားတဲ့အခါကျတော့ခနာကိုကိုရီစစ်သွားစီတယ်ဆိုတော့သဘောလေးပေါ့နော်တကယ်လဲသိတာတဲ့အတွက်ကြောင့်မို့လို့ဆီယမမျက်မွန်သားရဲ့နီလေးကိုလိုက်လို့ကြည့်နော်ပြီးလို့ရှိရင်ဇန့်ကိုဘလို့ခန်းစားရလဲဇန့်လိုပဲအဆင်ပြေလားအဲ့ဒါလေးကိုဇန့်ရဲ့ဒီ post ရဲ့ comment လေးမှာမှတ်ပေးခဲ့ဦးနော်နောက်ပြီးတော့ဆီယမ page တွေမှာ like လုပ်တဲ့နီလေးတွေအများကြီးရှိသေးတယ်အဆင်ပြေတာလေးတွေကိုလည်း ဇာဒီလိုမျိုးလာပြီးတော့ review လေးနဲ့ပြပြပေးဦးမယ်နော်ဘိုင်ဘိုင်